ငပိငချောက်အချိုင်းနဲ့တက်သူတွေဒီဗီဒီယိုကိုမဖြစ်မနေကြည့်ပါပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုင်လီဖိရှ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင် ငပိငချောက်ဆိုတာကတော့မြန်မာလူမျိုးအများစုရဲ့အသိအစွဲအစားအစာဖြစ်ပါတယ်။ငပိငချောက်လေးရှိုံနဲ့ဘာဟင်းမှမလို့အောင်ပြည်စုံတဲ့အထိငပိငချောက်ဟာမြန်မာတို့အတွက်အရေးပါလာပါတယ်။ဒါပေမဲ့ဒီကနေ့ခေတ်လို့ဟာရတန်ဘိုးနဲ့အန်ဒီရဲ့ကင်းကြီးအကြီးကထားတဲ့အစားအသောက်နေထိုင်မှုပုံစံမှာငပိငချောက်ကလူတွေအတွက်ဟာရတန်ဘိုးနဲ့အန်ဒီရဲ့ကင်းမှုရှိရလားဆိုတာတန်တရားဖြစ်စရာဖြစ်နေပါတယ်။ ငပိငချောက်စားရင်သွေးတိုးတယ်ဆိုတဲ့အသိရှိကြပေမဲ့တခြား NDA ပေးနိုင်တဲ့အခြေအနေတွေရှိနေသေးလားဆိုတာကိုဒီဗီဒီယိုလေးမှာအတူတူလေ့လာကြည့်ရအောင်ပါရှင်။ငပိငချောက်တွေ NDA များရတဲ့အကြောင်းရင်းကတော့ထုံးလုံးမှုပုံစံအကြောင်းပါပဲ။မယိုးဖလာပုံစံအတိုင်းအချောက်လန်းတာ တင်းတော်တဲ့တကူရီတန်ရှင်မှု လုပ်ငန်းခွင်တန်ရှင်မှုတူလောင်ထုတ်ပိုးမှုဖြန့်ဖြူးမှုပိုးသက်စည်းဝါသုံးဆွဲမှုရည်ရွယ်ညဉ့်ဉန်မှုတွေကြောင့်ငပိငတ်ချောက်တွေဟာအန်ဒီရရှိရဲ့အစားအစာတွေဖြစ်လာပါတယ်။ငပိငတ်ချောက်တွေမှာတတုထက်များစွာပါဝင်နေခြင်းကဒရိစံနေနဲ့လူခန္ဓာကိုယ်မှာကင်ဆယ်ဖြစ်စေတဲ့အကျိုးသက်ရောက်မှုတွေရှိနေတယ်လို့စစ်တမ်းတွေကဖော်ပြထားပါတယ်။ဒီတတုထက်တွေဟာပမာဏနေတဲ့အခါမသိတာပဲ။အစားများရင်ခန္ဓာကိုယ်မှာစုပုံလာတဲ့အခါ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။မပင်ငချောက်တီမှာတွေ့ရတဲ့တက်တမျိုးဖြစ်တဲ့ကက်ဒမီယန်ကကျောက်ကက်ကိုထိခိုက်စေပြီးတော့ကျောက်ကက်လုပ်ငန်းဆောင်တဲ့ချုပ်ရင်းတာမျိုးပွားမှုအားနည်းစီတာသွေးတိုးရောဂါအာယုံကျောစနစ်ပြည့်စည်တာအကျိတ်တင်တဲ့အသေးရောဂါအပါအဝင် နာတာရှိအစိတ်သင့်မှုလက္ခဏာတွေကို ဖြစ်စေပါတယ်။ဒါအပြင် မတန်ရှင်းတဲ့ငပိငချောက်တွေကအစာအိမ်ပိုးကိုဖြစ်စေပြီးတော့အစာအိမ်ရောင်ရမ်းခြင်းအပါအဝင် အစာအိမ်ရောဂါတွေဖြစ်စေပါတယ်။ ဒါဆိုရင်ငပိငချောက်မစားရတော့ဘူးလားဆိုပြီးတော့မေးစရာရှိပါတယ်။အဲဒီအမျိုးလို့ဆိုရဲကတော့ငပိငချောက်ကိုလုံးဝမစားရတော့ဘူးလားဆိုပြီးတော့မေးစရာရှိလာတာဖြစ်ပါတယ်။ဒီလိုတော့လည်းမဟုတ်ပါဘူး။အဲဒီရဲ့လုံးဝမရှိတော့ဘူးလို့မဆိုနိုင်ပေမဲ့သင်လျော်တဲ့ပမာဏ တင်းလျော်တဲ့တွဲဖက်စားသုံးမှုတွေနဲ့ငပိငချောက်ကိုစားသုံးနိုင်ပါတယ်။ငပိငချောက်တွေဟာစားပါဝင်မှုများပြီးတော့တတုဓာတ်တွေလည်းများလို့သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ငပိငချောက်ကသွေးတိုးစေတယ်ဆိုတာကိုတော့တော်တော်များသိကြပြီဖြစ်ပါတယ်။ဒါကြောင့်ငပိငချောက်ကိုစားမယ်ဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ချိန်ပြီးတော့စားသုံးသင့်ပါတယ်။ တကယ်လို့ငပိငချောက်စားဖြစ်တယ်ဆိုရင်လည်းအဲ့ဒီနေ့မှာအသီးနှံအသီးရွက်တွေပို့ပြီးတော့များများစားသုံးပေးတင်ပါတယ်။ဘလို့လူတွေငပိငချောက်ကိုရှောင်တင်လဲဆိုရင်တော့ငပိငချောက်တွေမှာစားပါဝင်နှုန်းများတာကြောင့်ကြောက်ကဲ့နဲ့နှလုံးရောဂါခံစားနေရတဲ့သူတွေရှောင်တင်ပါတယ်။ဒါအပြင်ငပိငချောက်ရဲ့မတန်ရှင်းမှုကြောင့်အစာအိမ်ရောဂါတွေဖြစ်စေနိုင်တာကြောင့်အစာအိမ်နဲ့ဥလန်းချောင်းရောဂါရှိသူတွေဆိုရင်လည်းရှောင်ကျင်တင်ပါတယ်။မီယိုဖလာအရာငပိသိပ်ငချောက်လန်းတဲ့အခါမှာ ငါးနဲ့စားဖို့ပဲအဓိကထားပြီးတော့အသုံးပြုကြပါတယ်။နောက်ပိုင်းမှာတော့ဈေးကွက်မှာကြာရှည်အထားခံဖို့အတွက်ဓာတ်ရုပ်ဈေးဝါအသုံးပြုမှုတွေရှိလာတဲ့ဆိုတဲ့သတင်းတွေကိုလည်းတွေ့ရပါတယ်။ FDA ရဲ့ထုတ်ပြန်ချက်အရဓာတ်ရုပ်ဆိုးဈေးမသုံးထားတဲ့မြင်ငပိနဲ့တခြားငပိအမျိုးအစားတွေမှာ လူကို NDA ဖြစ်စေတဲ့အာဆနစ်ဓာတ်ပါဝင်ခြင်းမရှိဘူးလို့သိရပါတယ်။ဈေးပညာရှုထောင့်အရာကြည့်မယ်ဆိုရင်တော့တဘာဝအတိုင်းဖန်တီးထားတဲ့ငပိငချောင်းမှာဗီတာမင်ဓာတ်အတချို့ပါဝင်ပြီးတော့အရိုးစစ်ကိုတန်ပါစေ တယ်ဆိုတဲ့အချက်တွေလည်းရှိပါတယ်။ဒါလို့ဆိုရင်တော့နဗိငချောက်ကိုဘယ်လိုလူတွေမစားသင့်ဘူးလဲ။ဘာတွေကိုသတိထားသင့်လဲဆိုတာသိသွားလိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကပရိသတ်ကြီးအတွက်အကျိုးတစုံတရာဖြစ်ထွန်းစေတယ်ဆိုရင်တော့ like and share လေးနဲ့နောက်ထပ်လူတွေသိရအောင်အားပေးသွားလို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်လည်းပရိသတ်အူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။